ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်အေးမြတ်မော်မှာဟုတ်ပြီ33နှစ်ပါဆရာကြီးငငယ်ပဲရှိနော်ဟုတ်ကဲ့အလှကုံရောင်းတဲ့သူပါတဲ့မူဆဲရပါဟုတ်ပြီဆရာကြီးရှင်နဲ့မီးရင်းကာလာရေချိုးကောင်းလျှော်တဲ့၅ချိန်လုပ်ခဲ့တယ်တဲ့မီးရင်းကာလာဆိုတာသူကတာပါပြီဗနည်းခုနှစ်အတွင်းပြောရမှာပြောဟုတ်ဟုတ်လိမ့်မယ်ထင်တယ်ဆရာမီးရင်းကာလာဆိုတာမီးရင်းကာလာဆိုတာဟုတ်မီးရင်းကာလာဆိုတာများသွားပြောဟို တဲစီပြရတယ်မရခုနည်းရပဲလေဟုတ်ကဲ့ဆရာကြီးတာဖွာပြီးတော့လေအဲ့ဒါ5ချိန်ဘာလို့ထားလဲကောင်းချော်ရေချိုးကောင်းချော်5ချိန်နဲ့အမလုတ်တင်ဟုတ်ရေချိုးတာကတော့မမအဲ့လောက်ကောင်းချော်တာမလုတ်မချော်တင်ဟုတ်ကဲ့ဆရာကြီးသွေးနုသားနုမှာလေဟုတ်ကဲ့ဆရာကြီးမတကဘီစိတ်တိုက်မယ်ရာရင်ရာရင်ဟုတ်ကဲ့ဆရာကြီးဘီစိတ်တိုက်မယ်အဲ့လိုလေးပဲသဘင်ကိုပြင်သိရင်ပြင်သိရဲ့ဆိုတာဥမာအခု လေမှုတ်ဆက်လေးရှိရသမီးရဟုတ်ကဲ့ဆရာကြီးအမြင်နဲ့မှုတ်မယ်ဟာအဲ့လိုသွေးနုနုမှာအကျိန်များများကြီးရီလဲချိုးတဲ့ခေါင်းလဲလျှော်တဲ့ဆိုရင်တော့ကြံရဲ့ဇမီးကြီးကျွတ်ကုန်မယ်ဇမီးကြီးဖြူကုန်နိုင်မယ်ဟုတ်ကဲ့ဆရာကြီးနောက်အုံနှောင်းတဲ့အာယုံရောယောဂါတခုရလာနိုင်တယ်ခေါင်းကြိုက်တာတို့ဟုတ်ကဲ့ဆရာကြီးနောက်ငိုကျင်တာတို့ဟုတ်ကဲ့ဆရာကြီးဝမ်းနေတာတို့ဆိုအမျိုးသမီးတွေဖြစ်တတ်တဲ့အလေးပေါ့နော်ဒလေးဟုတ်ကဲ့အမျိုးဖြစ်လာနိုင်မယ်စင်ကြယ်လိုက်ပါလို့ ဟုတ်ကဲ့ဆရာကြီးဆရာအကြံပေးပါတယ်နော်ဟုတ်ကဲ့ဆရာကြီးအဲ့လို၅ချိန်လုတ်ခဲ့တယ်တဲ့နောက်ပြီးတော့တရုတ်ထုံးစံအတိုင်းနဲ့ချွေးအောင်ပြီးတော့တဲ့ရေချိုးလိုက်တာတဲ့အဲ့ဒီနေ့ကလေးကတဲ့ခြေတော့စအေးပါတယ်တဲ့အဲ့ဒါလည်းပဲတရုတ်ထုံးစံရဲ့လူမျိုးထုံးစံရှိတယ်လို့ပဲပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါပေမဲ့ဘယ်လူမျိုးပဲဖြစ်ဖြစ်ချွေးအောင်ပြီးရေချိုးတာတော့မဖြစ်သင့်ဘူးဟုတ်ကဲ့ဆရာကြီးချွေးအောင်တာကဘာဖြစ်စီကျွန်တော်အပူတွေထွက်အောင်အပူညင်းအောင်ထားတာဟုတ်ကဲ့ဆရာကြီး ရေချိုးတယ်ဆိုတာအ ਨੇ ဆုံးတော့ရက်ချပြီးမှချိုးအောင်ပေါ့ဟုတ်ကဲ့ဆရာသူအဲ့ဒီနေပဲချိုးချလိုက်တာဟုတ်ကဲ့ဆရာဒီသူချိုးတော့ပြီးရေချိုးတော့ဟုတ်ကဲ့အဲအဲ့ဒါတော့မဖြစ်သေးဘူးဟုတ်ကဲ့ဆရာမဖြစ်သင့်ပါဘူးကိုအပူကြီးပြန်မျှတညအိပ်ပြီးနောက်နေ့မနေ့လိုကြမှာချိုးတာသဘာဝကြပါတယ်လို့ဩဟုတ်ကဲ့ဆရာမိခွန်းရှင်ရောကျန်တဲ့နာတော်ရရှင်တဲ့သူကြီးရောဟုတ်ကဲ့ဒါကျမ်းမာရေးဘ ഹു တုရဖြစ်ဆရာကြီးရဲ့ အကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့အဲ့လိုလှုပ်ပြီးတော့တဲ့နှစ်လားမြောက်ကြတော့တဲ့ချွေးကအောက်ပိုင်းမဲထွက်ပြီးအောက်ပိုင်းမထွက်ဘဲတဲ့ဦးကောင်းနဲ့လမောင်ကြောမှာပဲတအားထွက်ပါတယ်တဲ့ဒီဘုအထက်ကိုအပူတွေမှုတ်သွားပြီဟာချွေးတိတ်သွားရင်တဲ့အေးသလိုခံစားရပါတယ်တဲ့ရာဒီဥရုကတဲ့တအားပူပေမဲ့တဲ့တမီးမှာတဲ့မပူသလိုခံစားရပြီးချွေးတအားထွက်နေတယ်တဲ့လေးတိုက်လည်းမခံနိုင်ဘူးတဲ့ အိမ်ကအမျိုးသားပူတဲ့အချိန်မှာတဲ့တမိကစောင်းချုံနေရပါတယ်တဲ့ဆရာကြီးဖြေပေးပါနော်တဲ့အဲအဲ့ဒါကတော့မိစုသွေးဆုံးကင်တာပဲပြောပါပါအော်နော်သူဆုံးကြိုင်တဲ့ငငယ်ရွယ်ရွယ်နဲ့ပေါ့အကြောင်းအရာကိုတိုင်းရင်းစေးပညာမှာစကလုံးနှလုံးသုံးတာရှိတယ်ပူတုံချမ်းတုံဖြစ်တတ်တယ်တဲ့ဟုတ်ကဲ့ဆရာဆရာနားမလဲဘူးဟုတ်ကဲ့ဆရာဘာလဲပူတုံချမ်းတုံစာသူတဘာဝပူတို့ကိုနဲ့အတူနေတဲ့ယောက်ျားပူနေရင် ကိုကချမ်းနေတယ်ဟာသူ့တဘာဝအေးနေလို့ကိုနဲ့အတူနဲ့အတူနဲ့အမျိုးသားတို့ကလေးတို့အေးလို့စောင့်ကြုံနေရင်သူကကွက်ချွေးတွေပြန်တတ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါတော့ဒါအမျိုးသမီးမှာပိုခံစားရပါတယ်ဒါပါလို့ဆိုဘာသာပြန်လို့ရှိရင်သွေးဆုံးကင်နာနော်မိရယောဂါပါပဲအော်မိရယောဂါပါမိရယောဂါပဲလို့ပဲဖြစ်သွားတာပေါ့နာမည်တက်လို့ရပါတယ်ဟုတ်ကဲ့ဆရာနော်အဲ့တော့မိရယောဂါမှန်သမျှ အခုခေတ်မိရဲ့ယောဂမှန်သမျှတရားမှာတရားတယောက်ထည့်ပြောထားတယ်နော်ဟုတ်ကဲ့ဆရာကြီးအဆက်ဒီစားလို့ပါဟုတ်ကဲ့ပါဆရာကြီးဥပမာငရုတ်ဒီချင်းငယ်ဆက်ရှူရှဲဆက်ရှဲဆက်ရှဲတင်မာဒီရာဒီချင်းငယ်ဆက်ရှူရှဲဆက်ရှဲမာလာရှန်ကောမာလာရှန်ကောတင်မာဒီတောင်းအဲ့ဒါတွေကဘယ်ဒီမှာရောင်းလဲဆိုရင်မူလတန်းကြောင့်အလေတန်းကြောင့်အတက်တန်းကြောင့်တက်ကူတွေမှာလည်းရောင်းတယ် ော်ဒီအခုဈေးတန်းနေမှာသွားကြည့်တောင်ပေါ်ဒေသတွေမှာသွားကြည့်မြေပြန့်နေမှာဈေးတန်းတွေမှာသွားကြည့်လူမျိုးကွဲခြင်းကွဲမယ်ဘာသာကွဲခြင်းကွဲမယ်ကြံတာတော့အဲ့အစားတော့ကတော့မကွဲကြဘူးဟုတ်ကဲ့ပါဆရာကြီးအများအဖြစ်ပေါ့နော်အဲ့ဒါလေးတွေကိုစဉ်းကျင်နိုင်ရင်အခုခေတ်ယောဂါတွေတက်တာကြမှာပါလို့ဟုတ်ကဲ့ပါဆရာ။နားရှုပ်သွားမှဆိုပြောလိုက်ချင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။အပူအေးနှစ်ခုမှာ အပူတွေမလွန်ကြပါနဲ့တော့လို့ဟုတ်ကဲ့ပါဆရာအပူတွေလွန်နေလို့ဆရာကြီးကဘာလို့ပြောလဲလို့မေးရင်စေပညာရဲ့လက္ခဏာအရာအခုလူတရားကိုရှာထုတ်ကြည့်ရှာရရဘာဖြစ်ဖြူဖြူနေတယ်ဟုတ်ကဲ့ဆရာအခုအသက်အရွယ်ကိုကြည့်ငငင်းနဲ့စပနီဘာဖြစ်ကြလဲဖြူနေတယ်ဆရာဖြူနေတယ်လက်သေးတွေကိုကြည့်စံထရလို့ခေါ်ပြွင့်ရတဲ့လက်သေးတွေဟုတ်ကဲ့ဆရာကြီးအဲ့ဒါကတော့လက္ခဏာပညာရတဲ့စံပတာတွေလို့ ပြောမှာပေါ့နော်ဆရာကြီးတို့ဆက်ပါများတာလေအပူတွေများအပူများတယ်ဟုတ်ကဲ့ဆရာကြီးနော်အမျိုးသမီးတရားမှာတရားပဲပြောရမှာပဲကြီးနော်ဟုတ်ကဲ့ဆရာကြီးယာတိသွေးပြီးရင်ဗာဆင်းလေအဖြူတွေဆင်းတယ်အဖြူတွေဆင်းတယ်အဲ့ဒီအဖြူဆင်းတာကကျမ်းမာရေးအရာပြောရတာယူဆင်းတော်တယ်ရှားတာနဲ့အနှံ့ဆိုးတာပါတာရဲ့လူရောသူရောတဲ့သွားလို့ခက်သွားတယ်အဆင်မပြေတော့ဟုတ်နော်သူ့ထက်ဆိုးတာကဒီနေ့ကဘာကတော့မှ ုလသမဂ္ဂပြောလာတယ်အမျိုးသမီးတွေတဲ့ဂရုစိုက်ကြပါတဲ့နော်မျက်ခုံးမှုရဲ့အပေါ်မှာအဖြူချောင်းလေးပေါ်လာတယ်အော်ဟုတ်နှာခေါင်းမှာအဖြူချောင်းလေးပေါ်အဖြူချောင်းလေးပေါ်လာတယ်နေရခလေးမှာအဖြူချောင်းလေးပေါ်လာတယ်လက်သေးအဆက်လေးတွေခြေသေးအဆက်လေးတွေမှာအဖြူလေးတွေပေါ်လာရင်အဲ့ဒါအင်္ဂလိပ်လိုလူကူဒါမာခေါ်တယ် ွေသင်းဖြစ်နှုတ်သိမ့်များတယ်တာဖြစ်ရင်ဆရာတို့ပြောနေတာဆရာတို့ပထမတော့ကိုဟကူအာမလူအာမရဖြစ်တာပေါ့အခုတော့ကဘာပါကိုအပူလွင်ဖြူတယ်ဆိုတော့ထောက်ခါလာတာသိကြလာတယ်ဟုတ်ကဲ့ပါဆရာနော်ဟုတ်ကဲ့ဆင်းဖြူတဲ့လူပေါ်တယ်ဟုတ်ကဲ့ဆရာဖြူတဲ့လူပေါ်တယ်ခွေသင်းတွေပေါ်လာတယ်ဖြူစင်းတဲ့သူတွေပေါ်လာပါတယ်ဒါကြောင့် အလိုလေးချုပ်ပြောလိုက်မယ်တခွန်းနဲ့ပဲဟုတ်ကဲ့ပါဆရာအပူစက်တွေဘာလို့ကြာပါလဲရှောင်းပါဆရာရှောင်းကြပါဟုတ်ကဲ့ပါဆရာဝါအားလုံးအစာဝအနာကေဘုရားရှင်ကြပါစီဗျာ